ိုးပြည့်တစဉ်ရဲ့မင်္ဂလာပွဲမှာဝစ်ဆင်ခဲ့တဲ့အင်ဂျီအယောင်ကြောင့်ဝေဖန်မှုခံနေရတဲ့စိုးမြတ်သူစာစိုးမြတ်သူစာကတော့စိုးညီအမတွေထဲမှာအမကြီးအမိယာဆိုသလိုရှေ့ဆောင်ကလမ်းပြတာဖြစ်ပါတယ်။ဒါကြောင့်မို့စိုးပြည့်တစဉ်နဲ့ဟေးဝရန်တို့လက်ထက်တဲ့အချိန်မှာလည်းစိုးမြတ်သူစာကပွဲတိုင်းတက်ကအကောင်ဆုံးပံ့ပိုးပေးနေတာဖြစ်ပါတယ်။ပွဲတိုင်းမှာဧကန်ပေးကလှုပ်ပေးခဲ့တယ်လို့ဖက်ရှင်တွေကလည်းတပွဲနဲ့တပွဲမထက်ခဲ့ပါဘူး။ပွဲတိုင်းမှာအလားဆုံးပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့နောက်ဆုံးပွဲမှာလဲစိုးမြတ်သူစားကသူ့အသေးချာပြင်ဆင်ထားတဲ့ fashion နဲ့တက်ရောက်ခဲ့ပါတယ်။15ရက်နေ့မှာစိုးပြေးတစင်နဲ့ဟဲဝရန်တို့ရဲ့နောက်ဆုံးမင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့နောက်ဆုံးမင်္ဂလာပွဲကိုညစာစားမင်္ဂလာပွဲလေးအဖြစ်ကျင်းပခဲ့တာပါ။အနုပညာရှင်တော်တော်များများလည်းတက်ရောက်ကြသလိုညစာစားပွဲနဲ့အညီဝတ်ဆင်ခဲ့ကြပါတယ်။စိုးမြတ်သူစားကလည်းပွဲတိုင်းမှာရှိပေးခဲ့သလိုဒီပွဲကိုလည်းအရောက်တက်လာခဲ့ပါတယ်။ဒီပွဲမှာစိုးမြတ်သူစားကရှေ့မှာဝတ်ခဲ့တဲ့ပုံစံတွေနဲ့မတူဘဲပြင်ဆင်ခဲ့တာပါ ။စိုးမြတ်သူဆောင်ဝင်လာခဲ့တာကသူမနဲ့အရင်လိုက်ဖက်ပေးမဲ့လေ။အယောင်ကြောင့်လူပြောစရာဖြစ်သွားပါတယ်။အနဲ့ယောင်ကိုဝစ်စင်ကပွဲကိုတက်လာခဲ့တာပါ။ပွဲကိုလာတဲ့သူတိုင်းကအယောင်ကြီးကြီးလေးဝင်လာခဲ့ပေမဲ့စိုးမြတ်သူဆောင်တယောက်တည်းအနဲ့ယောင်နဲ့ဖြစ်နေခဲ့တာပါ။ဒါအပြင်စိုးမြတ်သူစာကဟဲဝင်ရံနဲ့စိုးပြေတစဉ်တို့အတွက်ဂုံပြုစကားလေးလည်းပြောပြရပါတယ်။စိုးမြတ်သူစာကစင်ပေါ်ကိုတက်ကဟဲဝင်ရံနဲ့စိုးပြေတစဉ်တို့အတွက်အတီးတယောက်အနေနဲ့မှာပေးခဲ့တာပါ ဆိုပြစ်တဲ့စဉ်အပေါ်မှာဟိဝရဲ့အနေနဲ့အချစ်စစ်နဲ့ချစ်ပေးဖို့တောင်းဆိုသလိုတစ္ဆာရှိဖို့တောင်းဆိုခဲ့တာပါအခုလိုစင်မော်တီပြောဆိုရတဲ့အချိန်မှာအနေရဝစ်ဆောင်တဲ့ဆိုမြတ်သူစာကလူတွေအတွက်တော့ဝေဖန်စရာဖြစ်နေရပါမင်္ဂလာယူနေတဲ့အချိန်မှာအနေရဝစ်တာကမတင်တော်ဘူးလို့ထောက်ပြနေကြတာပါအနေရမဝစ်ဖယ်နဲ့တခြားအယောင်လေးသာဝစ်တင်တယ်လို့အကြံပေးနေကြတာပါကြအပြင်မင်္ဂလာပွဲရလဲသူညမရဲ့မင်္ဂလာပွဲဖြစ်တာမို့ပိုလို့တော့မဝစ်တင်ဘူးလို့အပြစ်တင်နေကြတာဖြစ်ပါတယ် ။စိုးမြတ်သူစားကရှေ့မှာတော့အယောင်ရွေးတာမှန်ကန်ခဲ့ပါတယ်။ဒါအပြင်ဒီပွဲမှာဘသူမှအနေအောင်ကိုဝစ်ဆင်လာတာမျိုးမရှိပါဘူး။မဝစ်ဆင်ရအောင်လဲစိုးပြည့်တစင်တဲ့ဟင်းဝရံတို့ကဖိတ်စာဖိတ်ကလေးကအယောင်ကိုတေချာတတ်မှတ်ထားတာဖြစ်ပါတယ်။သူတို့ပွဲကိုလာမဲ့သူတွေဝစ်ဆင်ရမယ့်အယောင်ကိုတေချာတတ်မှတ်ထားတာကြောင့်ဖြစ်ပါတယ်။စိုးပြည့်တစင်တို့တတ်မှတ်ထားတဲ့အယောင်တွေကအယောင်ဖြော့တွေသာဖြစ်ပါတယ်။အနေအောင်မပါပေမဲ့လေစိုးမြတ်သူစားကတော့သူဝစ်ချင်တဲ့အယောင်သာဝစ်လာခဲ့တာပါမင်္ဂလာပွဲတွေမှာအနေအောင်ဝစ်တာကဝန်နေချင်းထိမ့်မှတ်ကိုဆောင်ပါတယ် တချို့ဆိုရင်မင်္ဂလာပွဲကိုမကြည်ပြူတဲ့သဘောကိုဆောင်တဲ့အခါမျိုးမှသာဝတ်ကြတာပါဒါပေမဲ့ဆိုးမြတ်သူစားကတော့သူ့ခန္ဓာကိုယ်ကိုဖုံးကလှစေမဲ့အယောင်ကိုသဘောရိုးနဲ့ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ဆိုးမြတ်သူစားကအနေအောင်ကိုဝန်းနေချင်းထိမ့်မဲ့အနေနဲ့မှတ်ယူတာမျိုးလည်းမရှိပါဘူးဆိုးမြတ်သူစားကအနေအောင်ဝတ်ဆုံတဲ့အယံကိုလှနေခဲ့တာလည်းဖြစ်ပါတယ်ဆိုးပြေတဲ့စဉ်မင်္ဂလာဆောင်တော့မယ်လို့ကြိုတိကလေးကဆိုးမြတ်သူစားကဝိတ်ချနေခဲ့တာပါဆိုးမြတ်သူစားကဂျာရင်မှာယောဂကြောင့်ဝိတ်ကအရန်ကိုတတ်သွားခဲ့တာပါ ဒါပေမဲ့ဆိုးပြေးတဲ့ဇင်မင်္ဂလာဆောင်မယ်လို့သိရတာနဲ့ဝိတ်စတင်ချခဲ့ပါတယ်။ဒါကြောင့်မို့လဲဆိုးပြေးတဲ့ဇင်ရဲ့မင်္ဂလာပွဲတိုင်းမှာဆိုးမြတ်သူစားကအယံကိုလှနေခဲ့တာပါ။ဆိုးပြေးတဲ့ဇင်ကတချို့ပွဲတွေမှာမင်္ဂလာဝတ်ဆောင်နဲ့ပတ်သက်ပြီးတော့ဝေဖန်ခံရပေမဲ့နောက်ပွဲတွေမှာပွဲတိုင်းအလှဆုံးဖြစ်ခဲ့ပါတယ်။ဆူလျားရဲ့ဘက်မင်္ဂလာပွဲမှာလည်းစက်တီရှိရှိနဲ့ကိုလှခဲ့တာဖြစ်တယ်လို့ညစာစားပွဲမှာလည်းအယံကိုလှနေခဲ့တာပါ။အသက်လည်းအများကြီးငယ်တယ်လို့မိကပ်ကိုပြင်ထားနိုင်တာမို့ချီးကျူးနေကြတာဖြစ်ပါတယ်။ ။စိုးပြေတစီရင်မင်္ဂလာပွဲကြောင့်စိုးမြတ်သူသားတို့လည်းစိတ်လှုပ်ရှားနေရတာပါ။အစင်မပြေဖြစ်မှာကိုစိုးရင်စိတ်ကြီးနေခဲ့ပါရဲ့။နောက်ဆုံးမှာတော့အစင်ပြေပြေနဲ့ဖြစ်သွားမှသာစိတ်ချသွားနိုင်တာပါ။ဟိဝင်ရန်ကစိုးပြေတစီရင်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့အတွက်လည်းစိုးမြတ်သူသားကမျက်ရည်ကျတဲ့အထီကိုဖြစ်ရပါရဲ့။ဒီပွဲပြီးရင်ဆိုးပြေတစင်ကိုအပိုင်ပေးလိုက်ရတော့မှအကြောင်းနှမျောနေတာပါဆိုးပြေတစင်ရဲ့မိခင်ဆိုလဲသူသမီးလေးကိုအိမ်ခွဲနေရတော့မှမို့ဝမ်းထဲကငိုနေခဲ့တာပါ ။ဆိုပြည့်တစဉ်မင်္ဂလာပွဲကအခမ်းအနားဆုံးဖြစ်သွားခဲ့တယ်လို့အောင်မြင်သွားပြီလည်းဖြစ်ပါတယ်။တံမိုးထားပေးတဲ့အပေါ်မှာလည်းစိုးမြတ်သူစားကဟေးဝန်ရံတို့မိသားစုကိုကျေးဇူးတင်စကားတွေပြောထားခဲ့ပါတယ်။အနောက်ရောင်နဲ့ပွဲတက်ခဲ့တဲ့စိုးမြတ်သူစားအပေါ်ဘယ်လိုမြင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။